အမှန်တရားကိုချပြခဲ့လို့ရင်ကားထက်ပိုတဲ့အောင်မြင်မှုတွေနဲ့အမှုပညာလောကတွေပြန်ဝင်လာခဲ့တဲ့တန်တာမှုတိတ်မင်းသမီးတန်တာမှုတိတ်ကတော့အခုချိန်မှာအောင်မြင်နေတဲ့လက်တလုံးအမှုပညာရှင်တွေကိုကြော်ပြီးပုံမကောင်းမွန်တဲ့အောင်မြင်မှုတွေနဲ့အတူအမှုပညာလောကတွေကိုပြန်ဝင်လာပြီးဖြစ်ပါတယ်မင်းသမီးလောကဟာလူများတည်တယ်လို့တတိတကြွယ်တွေနဲ့ထုတ်လုပ်သူဒါရိုက်တာတွေရဲ့မျက်နှာသာပေးမှုကိုရှာမှအနေအစားချောင်တဲ့ဘဝဖြစ်ပါတယ် ဒါကြောင့်အမှုပညာရှင်မင်းသမီးတွေရဲ့အချင်းရည်တွေဟာပြိတ္တတွေအတွက်အတင်းပြောစရာကောင်းတဲ့အကြောင်းအရာတွေအနေနဲ့သာလူသိများကြပါတယ်။ဒီလိုမျိုးတဏှာရီနဲ့ပြင်းမုန်နေတဲ့အမှုပညာလောကရဲ့အချက်အလက်တွေမှာပါဝင်ခဲ့မိတဲ့မင်းသမီးတန်တာမှုတင်ကတော့ပါမကုန်မတော်ဝတ်ထားပဲသူမနေနာပြီးခေါင်းပုံဖြတ်ခံခဲ့ရတဲ့မြစ်တာတွေကိုလူများသိအောင်ချပြခဲ့တာပဲဖြစ်ပါတယ်။ ဝလုံးကပြတ်သွားရင်တောင်စိတ်ဝင်စားတဲ့ထုတ်လုပ်သူကိုရွှေမန်းရဲ့ရှုပ်တော်ပုံကြီးချမှာပါဝင်ခဲ့တဲ့သူရဲ့အခြေရေကိုပြန်လည်ဖြစ်ရှင်းခဲ့ပြီးနောက်မှာတော့ပရိသတ်တင်အားပေးခြင်းနဲ့မှုကိုပြန်လည်ရရှိလာခဲ့ပြီးခုချိန်မှာတော့ထပ်တွန်းအောင်မြင်မှုတွေနဲ့အတူအနုပညာလောကတွေကိုပြန်လည်ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ သူမရဲ့ပွင့်လင်းတဲ့စိတ်နဲ့စိတ်ထားနဲ့အမှန်ကိုအမှန်တိုင်းချက်ချလက်ချပြောရတဲ့တတိကြောင့်ပရိသတ်ရဲ့ချစ်ကိုရရှိပြီးအောင်မြင်မှုသစ်တွေနဲ့ပြန်လာနေတဲ့တရုတ်ဆောင်မင်းသမီးတန်တာမိုးတိန်ပေါ်ကိုပရိသတ်ကြီးတို့အမြင်ကိုလည်း comment မှာဝေမျှပေးသွားကြပါအောင်ရှင်။